တနတန်းចောင်းသူလေးကိုတော်တဲ့တနေရာရောက်တဲ့အချိန်မှာဆိုင်ငယ်ရက်လိုက်ပြီးတော့သူ့မှာပါလာတဲ့ပလင်းနဲ့စနတန်းចောင်းသူရဲ့ခေါင်းနောက်စီကိုရိုက်ချလိုက်တာအဲ့ဒီအချိန်မှာကောင်မလေးကမေ့သွားတာပေါ့မေ့သွားတဲ့အချိန်မှာဒီကောင်မလေးရဲ့ခန္ဓာကိုယ်ပေါ်တက်ခွာပြီးတော့မှသပင်တွေဆွဲပြီးတော့ညီကြီးနဲ့ခေါင်းနဲ့ကိုအချက်ပေါင်းများစွာရိုက်တာအညာတော့အညာနာရဲ့သူကဘာလို့မေ့တာလို့တော့အညာမချိုးဘူးမသိတာနေတော့ဗျာနှွေးရံစားမှမရှိဘူးလို့တော့ကောမင်းနေမှာတွေ့ထားပါတော့မနာလိုတာလားဘာအကြောင်းတော့လဲဆိုတော့ ဒါတည်းမှာတော့ထုတ်ပြန်ထားတာမရှိသေးဘူးเนาะမင်္ဂလာပါရှင့်ဒီပရိုလီကတော့ပြည်ဦးလွင်ကြောင်မဲမြို့မှာစနစ်တန်းចောင်းသူလေးတားမိနှစ်ယောက်ကိုအမျိုးသမီးတအုပ်ကနေပြီးစိတ်တဆတ်ဆန်ဆန်လုတ်ကြံပြီးကြက်လိုက်တဲ့တည်င်းလေးပေါ့เนาะဒီတည်င်းလေးကိုတိဆက်ပြီးมาဖြစ်ပါရှင့်ပြည်ဦးလေးမှာဆိုရင်သူတို့ရဲ့အကြောင်းပြည်စုံလေးကိုရှင်းပြထားတာဖြစ်ပါရှင့်ခင်လေးနဲ့တို့အဆုံးထိလိုက်ပါကြည့်ရှုပေးဖို့လဲအမျိုးတို့ဖိတ်ခေါ်ကြပါရှင့်မြေကြီးနဲ့ကောင်းနဲ့အချက်ပေါင်းများစွာရိုက်တော့မေ့သွားတဲ့အချိန်တက်စီလောင်းပြီးတော့မှအပေါ်မှာမီးရှို့ပြီးတော့ အဲ့နမ်းမိုဟွန်းသူပြောပြချင်တာကတော့ပြင်ဦးလင်မှာ အမေရဲ့12တန်းကျောင်းသူလေးရဲ့အသက်ခံရတဲ့မှုကိုပြောပြချင်တာဖြစ်ပါတယ်။ဒီအမှုကတော့ပြင်ဦးလင်ရေချမ်းအုပ်တောင်ပတ်မှာဖြစ်သွားတယ်လို့သိရတယ်။အသက်ခံရတဲ့တာမီကကြောင်မဲမြို့မှာနေပြီးတော့အောင်ရုပ်ရှင်အောင်နာကကုံစုံဆိုင်ဖွင့်ထားတယ်လို့သိရတယ်။သူတို့ကအခုဆစ်ဆောင်လာပြီးတော့ပြင်ဦးလင်မှာနေတာပေါ့အမေဖြစ်တဲ့လူကတော့ဘော်ဒါဆောင်မှာမုံရောင်းပြီးတော့ဒီလူသက်သမားနမ်မိုဝမ်ခန်းနဲ့ရတော့ ဘာရန်ညိုးရန်သားမှမရှိဘူးလို့လည်းသိရတယ်။တဲ့လူကစာပန်းအိမ်ចောင်းမှနေတာပုံမှန်အဖြစ်ကအဲ့ဒီចောင်းကဒီចောင်းသူចောင်းသားတွေကိုအပြင်ထွက်ခွင့်မပေးဘူး။သတင်းကြောင်ပေးရမှာအမေဖြစ်တဲ့လူကသမီးကိုခေါ်ပြီးအပြင်သွားဖို့ပြင်ဆင်နေတဲ့အချိန်မှာဒီကိစ္စဖြစ်သွားတာပေါ့ဒီအမှုဖြစ်တာကတော့၈ရက်နေ့မှာဖြစ်ပြီးတော့အမေကတော့အဲ့ဒီနေရာမှာပဲပွဲချင်းပြီးဆုံးသွားတာသမီးဖြစ်သူကတော့မီးလောင်တန်ရ45ရာခိုင်နှုန်းလောက်နဲ့ စည်းရုံမှာတက်နေရပြီးတော့14ရက်နေ့မှာစုံသွားတယ်လို့သိရတယ်။ဒီစာနဲ့ပတ်သက်ပြီးတော့တက်ဆိုင်ရာကစစ်စစ်မေးမြန်းကြည့်တဲ့အခါမှာ12တန်းចောင်းသူလေးကဥမာရှိတဲ့အားရင် အကုန်သုံးပြီးတော့မှအမှုရဖြစ်ចောင်းကုန်တယ်ကိုဒီတက်ဆိုင်ရာကိုပြောပြတာ။ဒီလူတသမနန်းမိုဝန်ခန်းကအမေဖြစ်တဲ့လူကိုအကူအညီလေးတစ်ခုအကူအညီပေးပြီးတော့ ခေါ်သွားတာသွားတဲ့နေရာလဲတောတဲ့တနေရာမှာအဲ့ဒီနေရာမှာပဲအမေဖြစ်တဲ့လူကိုတတ်ခဲ့ပြီးတော့မှဒီအဆောင်ကိုပြန်လာပြီးသမီးဖြစ်တဲ့လူကိုပြန်လာခေါ်တာပြန်လာခေါ်တဲ့အချိန်မှာဘလို့ခေါ်လဲဆိုရင်နေအမေကဖုန်းကြွယ်လို့မို့ငါဆက်သွယ်တာဆက်သွယ်လို့မရဘူးငါတို့အတူတူသွားရှာရအောင်ဆိုပြီးတော့စနတန်းចောင်းသူလေးကိုအားခေါ်သွားတာပေါ့ အဲ့လိုခေါ်သွားပြီးတော့တောထဲတနေရာရောက်တဲ့အချိန်မှာဆိုင်ငယ်ရက်လိုက်ပြီးတော့သူ့မှာပါလာတဲ့ပလင်းနဲ့စနတန်းချောင်းသူရဲ့ခေါင်းနောက်ဆီကိုကြိုက်ချလိုက်တာအဲ့ဒီအချိန်မှာကောင်မလေးကမေ့သွားတာပေါ့မေ့သွားတဲ့အချိန်မှာဒီကောင်မလေးရဲ့ခန္ဓာကိုယ်ပေါ်ကိုတက်ခွာပြီးတော့မှသပင်တွေဆွဲပြီးတော့မြေကြီးနဲ့ခေါင်းနဲ့ကိုအချက်ပေါင်းများစွာရိုက်တာအဲ့ဒီအချိန်မှာဒီကောင်မလေးကမျောနေတာသတိရလိုက်မရလိုက်ဖြစ်နေတဲ့အနေထားမှာအနေထားမှာသူကမြေကြီးနဲ့ခေါင်းနဲ့အချက်ပေါင်းများစွာရိုက်တော့မေ့သွားတဲ့အချိန်ဓာတ်စီလောင်းပြီးတော့မှအပေါ်မှာမီးရှို့ပြီးတော့ ไอ้นั้นโมหวันคันก็ဖက်ပြေးသွားတာအခုတတိသူ့ကိုရှာလို့မတွေ့သေးဘူးလို့သိရတယ်ဒီဖြစ်စဉ်လေးကိုအကြောင်းပြုပြီးတော့ကျွန်တော်တို့ဘသူကိုမှယုံကြည်လို့မရဘူးဆိုတာကိုသိသွားကြလိမ့်မယ်လို့ထင်တယ်မန္တလေးတိုင်းပြည်ဦးတွေမှာတောင်မဲမျိုးကလာတဲ့သားမီးနေရာကိုစိတ်ကြစားဆန်းဆန်းတက်သွားတဲ့တရက်ခံကိုဒီကနေ့အထိဖမ်းမမိသေးဘူးလို့သိရပါတယ်အော်တိုဘာလပထမအပတ်ကတောင်မဲမျိုးအမန်းရှိရက်ွက်မှာနေတဲ့ဒေတာထွက် စားတော့ပုံတွေရောင်းသူဒေါ်နန်းရွှေစိန်ဟာ ကင်ဦးရင်မှာရှိတဲ့သမီးဖြစ်သူဆန္ဒတန်းအကြောင်းသူနေထိုင်တဲ့စာပန်းအိမ်ဘော်ဒါဆောင်ကိုအလဲလာခဲ့ပြီးသမီးဖြစ်သူနေတဲ့ဘော်ဒါဆောင်အောက်မှာမုတ်ရောင်းနဲ့မှုန့်တဲ့နမ်မိုးခါကန်းဆိုသူကမိခင်ဖြစ်သူကို အပြင်ခဏလိုက်ခဲ့ပါအောင်လို့ခေါ်ကရန်ညိုးမရှိဘဲတတ်ခဲ့ပြီးသမီးဖြစ်သူကိုပါနောက်တစ်ချိန်လာခေါ်ကတတ်ဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဖြစ်တာကအပြင်မှာဖြစ်တာပါကျောင်းပရိယအမေကလာလေရင်သူ့သမီးနဲ့ထိုင်နေတော့မုတ်တယ်က အမအပြင်ခဏလိုက်ခဲ့ပါဦးအကူကြီးလေးတောင်းနေလို့ဆိုတော့အမေဖြစ်သူကလိုက်သွားတာအမေကပြန်မလာလို့သမီးဖြစ်သူကစောင့်နေတာအတော်ကြာရဲ့တယ်ပြီးတော့သမီးဖြစ်သူကိုခဏအကြာမှာအဲမုံတဲကထက်လာခေါ်ပြီးသမီးကိုပါတက်သွားတာလို့ဒေသခံတဦးကပြောပါတယ်အမေဖြစ်သူကိုအเจ้าမဲ့ခေါ်သွားပြီးအချိန်အတော်ကြာမှာမိခင်ကိုခေါ်သွားသူမုံတဲကသမီးဖြစ်သူကိုထက်လာခေါ်ပြီးသူ့မိခင်ကခေါ်ခိုင်းလာလို့ဆိုကလူပြတ်တဲ့နေရာအယောက်မှာ အနောက်ကနေပလင်းနဲ့ခေါင်းကိုရိုက်ခါသတိလစ်နေချိန်မျက်နှာကိုဓာတ်ဆီလောင်းမီးရှို့ခဲ့တာလို့သိရပါဗျ။ကောင်မလေးကသတိလစ်သွားတော့မျက်နှာကိုဓာတ်ဆီလောင်းမီးရှို့နေတာ။သတိရတစ်ချက်မရတစ်ချက်နဲ့ကောင်မလေးကမီးဆွဲနေတဲ့အဝတ်နဲ့ပြေးတာ။ဘေးကလူတွေမြင်ကြီးလိုက်တော့တရခန်ကပြေးသွားတာ။မလန်းမကန်းမှာသူ့အမေရဲ့အလောင်းကိုလည်းတွေ့တယ်။အမေကမျက်နှာတစ်ခုလုံးစုပ်ပြတ်အောင်အထူးခံပြီးရုပ်ပြတ်ဆင်းပြတ်သေးဆုံးနေတာ။ တမီးဖြစ်သူကတော့ဆေးရုံမှာဆေးကုနေရတယ်။အခြေအနေမကောင်းဘူးစိုးရင်ရတယ်ကြားတယ်လို့ဒေသခံတို့ကပြောပါရယ်။စိတ်ဒသဆန်ဆန်ရန်ညိုးမရှိပဲလူတက်သွားတဲ့မုံရောင်သူမိုးခွာကန်းဆိုသူအမျိုးသမီးကိုပြည်ဦးရင်မြို့နယ်တဲကဖမ်းဆီးရမိတာလည်းမရှိသေးပဲ။ဒီကနေ့အချိန်အထိဘာသတင်းအဆအနာမှမသိရသေးဘူးလို့သိရပြီးပြည်ဦးရင်မြို့ဟာ စစ်တပ်ကတော်တွေစစ်တပ်တွေအများဆုံးရှိတဲ့မြို့ဖြစ်တယ်လို့စစ်ကောင်မရှင်တပ်တွေအပြေးဝထိန်းချုပ်ထားတဲ့မြို့လည်းဖြစ်တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။ပြင်ဦးလုံမှာဖြေဝတဲ့လူတောင်မှုတစ်ခုကျောင်းကိုချလိုက်ကြလား။မနေညာကပုစတစ်ခုတွေးလိုက်တယ်ပေါ့နော်။အဲ့ဒီမှာကောင်မလေးကဆက်နှစ်တန်းပေါ်လာဆောင်နေတာပေါ့။သူ့အမေကသူ့စီသူ့သမီးစီသွားလေတဲ့အချိန်မှာပေါ်လာဆောင်မှာဈေးရုံးနဲ့အန်တီက သူ့ကိုခေါ်တော့အဲ့သူ့အမေကိုပေါ့အဲကျွန်မတော့လိုက်ခဲ့ပါလားခဏတော့အခုညီလေးတောင်းချင်လို့ဆိုပြီးသူ့အမေကလိုက်သွားတဲ့အချိန်မှာကြာလာတော့သူ့သမီးကဖုန်းဆက်ကြည့်တာပေါ့နော်ဖုန်းဆက်ကြည့်တော့ဟိုဟာတဲ့ဟိုဖုန်းဆက်လို့မရဘူးတဲ့စပိုက်ထားတယ်တဲ့ဆိုလဲဆိုခဏနေလဲကြာလဲကြောအဲ့ဒီဘောရာအဲ့ဒီမုံယောင်းလိုက်အန်တီကယော့လာတယ်ပေါ့နော်သမီးရဲ့နင့်အမေကပူကြခွဲသွားလို့တဲ့ပုံဆက်လို့မရဘူးပေါ့အဲ့ဒါနင်လက်ခဲတဲ့နင့်အမေကခေါ်ခိုင်းလိုက်တယ်ဆိုလဲဆိုတော့သူကခေါ်သွားတာတဲ့ခေါ်လဲခေါ်သွားဟိုလဲယော့လဲယော့သူကပါလုံးလဲဆိုတော့ ကျူတင်ချန်စီထားပေါ့နော်ဟောပါဒီဝိုင်ဗလင်းနဲ့လေသူရိုက်ချပြီးတော့အမ်တတိလင်းမလို့မလင်းမလို့ဖြစ်နေတဲ့အချိန်မှာဒါစီလွန်ပြီးမိရှူတာတဲ့အဲ့နဲ့အကောင်မလေးကလည်းပြေးတာပေါ့နော်နင်သူပြေးတဲ့ခါကျတော့ဟိုရွာထဲကိုရွာပေါ့အဲ့ဒီရွာမှာအဲ့ဒီရွာသားတွေကကိုကြီးထားတာပေါ့နော်အဲ့ဒါကြောင့်မို့ခုကသူကဆေးရုံရွာရတာတဲ့အဲ့ဒီတတိယကြားလိုက်ရတာပေါ့နော်သူ့အမေတို့အဲ့ဒီအန်တီကတပီးပြီးပေါ့နော် အဲ့ဒီဆိုတဲ့ခါကျတော့သူ့မှာဘာយ៉ាងညွှန်ရံစားမှမရှိဘူးလို့တော့ comment တွေမှာတွေ့ထားပါတော့မနာလိုတာလားဘာအကြောင်းတော့လဲဆိုတော့ဘာတဲ့င်းမှာတော့ထုတ်ပြန်ထားတာမရှိသေးဘူးနော်အဲ့ဒါကြောင့်မို့လူတွေကလောကကြီးမှာမနာလိုလာပြီဆိုလို့ရှိရင်တက်ကြော့ဖို့ကောင်းတယ်လို့နော်เนี่ยเนี่ยมาเจอมาอ่ะ MGVD อะไรเนาะเนี่ยมาขอเลยไอ้ก็มาเลยเนี่ยโปรดมาใส่เดี๋ยว တော့ရိုးရိုးသားသားပဲအဲ့မြဲရိုးရိုးသားသားလူမြင်ခွင့်ပါလေမင်းတို့မအရောက်တာမင်းတို့သိလားဆောက်ချက်ရှိဘူးမင်းရင်းကောင်းလို့ချက်တာလည်းမြန်မာမလုပ်နိုင်ရဲ့လို့ချင်းညာဟမ်နေတော့အောက်ကားကြတာကအဲ့ကြောင့်မင်းတို့ကြောက်ကြရမှာအထင်မကြီးလားမင်းတို့ယောက်ျားတွေကလည်းအမြဲတမ်းသိတာတော့မတို့မိန်းမတွေပေါ့လေအမြဲတော့အညာနာရဲ့သူကမတို့မိန်းမတို့တော့အညာမချုံးမသိတာနဲ့တော့မင်းကလည်းခိုင်းကြတာလေနားကအဲ့ကောင်ကလည်းမတို့ကျုံတော့အေးအဲ့ကောင်ကလည်းမင်းနဲ့တွေ့လို့ကတော့မင်းနဲ့ကလည်းအသက်သက်ပြတ်နေတော့ ပိတ္တကငါအဆိုးလာမဆိုတဲ့တော့လီယန်တို့ဒီလောက်ပါပဲရှင်ဘီယိုလီထဲမှာဆိုလို့ရှင်ပြပြသွားတာဒီကြက်တဲ့အမျိုးသမီးကလာဆောင်နေတဲ့မိခင်ကိုအရင်ခေါ်သွားပါတော့လောက်ကြံဖို့တော်တော်လေးကြောက်ဖို့ကောင်းတယ်အခုခေတ်ကလူတွေကယုံလို့မရတော့ဘူးဗောနော်ဘလို့ပဲဖြစ်ဖြစ်ဘလောက်ကြီးပဲမိတ်ဆွေရင်းမာတယ်ပျော်ပျော် လုံးဝကိုယုံလို့မရတော့ဘူးအခုဆိုလို့ရှိရင်ဒီလိုမျိုးလောက်ကြံပြီးတော့စက်တဲ့တည်နေကလည်းအရင်နေထွက်နေတယ်ပေါ့နော်အလုံးလဲတတိဝရိယနဲ့နေကြပါရှင်နောက်ထပ်လူတွေလည်းအခုလိုမျိုးမဖြစ်ရအောင်လို့ဗဟုသုတအနေနဲ့ဒီ bro လေးကို like share လေးပြုလို့တော်ပြီးပို့လဲတောင်းဆိုချင်ပါတယ်နောက်ထပ်လည်းဖြိုးရဲ့ channel လေးရဲ့ဗဟုသုတရဲ့ကြောင်းရာတွေဆယ်လီတရင်မျိုးစုံကိုအမြဲတမ်းတက်ဆက်ပေးမှဖြစ်တဲ့အတွက်ဖြိုးရဲ့ channel လေးကို like subscribe နေထားပြီးပို့တောင်းဆိုချင်ပါတယ်ဒါဆိုရင်နောက်ထပ်ဘီလိုမှပြန်ဆုံကြမယ်တက်တာ